ဓမ္မပါဠိရွာကြီးကငငယ်ရွယ်ရွယ်နဲ့တည်တဲ့သူရယ်လို့မရှိဘူးတဲ့เนาะကြီးမှပဲအိုးတည်တဲ့သူပဲရှိတယ်เนาะယောဂဖြစ်ပြီးတော့တည်တာလည်းမရှိဘူးတဲ့တယောက်နဲ့တယောက်တတ်လွတ်ဖြာလို့တည်တာလည်းမရှိဘူးလူငငယ်လေးတွေဘယ်တော့မှမတည်ဘူးတဲ့အဲ့ဒီရွာကကလေးတယောက်ကတက္ကသိုလ်ပြည်ကိုသွားပြီးတော့စာသင်တာစာသင်ရင်းနဲ့ဟိုမှာအဲ့ဒီတက္ကသိုလ်ပြည်မှာသူနဲ့စာသင်ဘက်တန်ငယ်တန်ငယ်ချင်းတွေပေါ့ဒီကျောင်းလေးဘက်တွေတဲကကျောင်းသားတယောက်ကဆုံးတာ သုံးတော့သူအားအသင့်နေတာလေဟာဘာလို့သေးတာတော့ဟာဒီရွယ်မသေးရဘူးလေဘာလို့သေးရတာတော့ဒီရွယ်လေးနဲ့သေးတယ်ဆိုတော့ဘေးကကြောင်းသားတွေကဘာဖြစ်တော့ဘယ်ရွယ်ဖြစ်သေးတာပေါ့မင်းကထူးဆန်းလို့လို့ဘာညာတယ်ဘေးကပြောကြတာပေါ့သူ့ကိုအာမဟုတ်ဘူးဒါမသေးရဘူးသူအတင်းကြီးနေတာလေအတင်းကြီးနေတဲ့ခါကျတော့အဲ့ဒီဒိသဗမောကဆရာကြီးကသတိထားမိတယ်ဒီကလေးဟာဒီလောက် ဟိုအကြောက်အကန့်ညင်းနေတာကိုထောက်ရင်တော့သူငငယ်ရွယ်ရွယ်နဲ့သေးတာကိုသူမမြင်ဘူးသေးဘူးခုမှမြင်ဘူးလို့သူအထူးဆန်းဖြစ်နေတာအဲ့တော့ငါစုံစမ်းကြည့်မယ်ဆိုပြီးတော့စုံစမ်းကြည့်တဲ့အခါကျတော့ကလေးကိုခေါ်မိတာပေါ့မင်းမင်းတို့ရွာမှာကောအဲ့ဒီလိုသေးတာမရှိဘူးလားဆိုတော့မရှိဘူးကြားတော့မကြားဘူးလားမကြားဘူးဒီလိုငငယ်ရွယ်ရွယ်နဲ့သေးကြားလည်းမကြားဘူးလို့ပြောတယ်ဒါနဲ့အဲ့ဒီကလေးပြောပုံပြောနေရလဲပဲဒါမှန်မှန်ကန်ကန်ပြောတဲ့ပုံပေါက်တော့မယုံတာနဲ့ ဆရာကြီးကသူမသိအောင်တိတ်တိတ်လေးသူ့ရွာဘက်ကိုထွက်လာပြီးတော့စုံစမ်းကြည့်တာစုံစမ်းပုံလေးကဘယ်လိုစုံစမ်းတာတော့ဆိုတော့အဲ့ဒီကလေးရဲ့မိဘတွေအိမ်ကိုမေးပြီးတော့သူကသွားလာသွားတော့ရတွေ့တာတွေ့တော့ခင်ဗျားတို့အဲ့ဒီနာမည်နဲ့အဲ့ဒီကလေးနဲ့တက္ကသိုလ်ပြည်မှာစာသင်ပုတ်ထားတာရှိသလားခင်ဗျားတို့သာရှိတယ်အဲဗျာအဲ့ဒီလိုဆိုလို့ရှိရင်ကျုပ်ကခင်ဗျားတို့ကိုလာပြီးတော့အကြောင်းကြားတာပါအဲ့ဒီတက္ကသိုလ်ကလာတာပါ တခြားတော့မဟုတ်ပါဘူးခင်ဗျားတို့ကလေးလေးဟိုမှာယောဂဖြစ်ပြီးတော့ဆုံးသွားလို့လာပြောတာပါဆိုပြီးတော့တတိဟိုဆရာကြီးကလိန်ပြောတာဟိုကလူတွေကဝိုင်းကြီးကြတာတဲ့အဲ့လိုပြောတော့သူတို့သားလေးဆုံးတယ်ဆိုတော့ဘယ်လိုလုပ်သေးရမှာတော့ဒီအရွယ်မသေးရဘူးမသေးဘူးမဟုတ်ဘူးဆုံးတာအားမယုံဘူးခင်ဗျားပြောလည်းမယုံဘူးတရွာလုံးကမယုံဘူးသူပြောတဲ့စကားကိုဒီကလေးလေးချုံးတယ်လို့ပြောတာဒါနဲ့ तू ကလမ်းကနေပြီးတော့အယိုးလေးပေါ့ ဒိဋ္ဌာအယိုလေးကိုကောက်သွားတာဒီမဲခမရတို့သားအယိုလေးကျိုးတော့ယူလာခဲ့သေးတယ်လို့ပြတာအခမရအမြဘာပြပြမယုံဘူးလို့ဆိုတရွာလုံးကလက်မခံဘူးလက်မခံတာနဲ့လိုက်ဆုံသွားလိုက်တဲ့အခါကျတော့ဟုတ်တယ်ရွာထဲကတရွာလုံးကဘသူအမှငငယ်ရရွယ်နဲ့သေးတယ်ဆိုတာသူတို့ရွာမှာမရှိတဲ့အခါကျတော့မယုံဒါနဲ့သူကမေးတာပေါ့ခမရတို့ရွာဘာလို့ဒီလိုငငယ်ရရွယ်နဲ့သေးတဲ့သူမရှိတာတော့မေးတဲ့အခါကျတော့မတို့ရွာက လူတွေကအဲ့ဒီလို ဟုတ်လားသူများအသက်တတ်တာတွေလည်းမလုပ်ဘူးသူများဥစ္စာခိုးတာဆိုတာလည်းမလုပ်ဘူးသူများသမီးရဲ့အဖြစ်စီးတယ်ဆိုတာလည်းမလုပ်ဘူးတရားတော်တရားလိန်ညာပြောတာလည်းမလုပ်ဘူးတရားတော်တရားနိုင်တယ်ကြီးငယ်ဟုတ်လားနှိမ့်ဆက်ညှိမ့်ပါနဲ့ဆိုတာလည်းငရုတိမှာမရှိဘူးအရက်မူရတိစာပေါက်စားတယ်ဆိုတာလည်းမရှိဘူးလောင်းစားလည်းမရှိဘူးလို့သူကပြောပြပြောပြတော့မှအဲ့ဒါဆရာကြီးကစဉ်းစားလာဒါဆိုရင်တော့ဟုတ်နိုင်လောက်တယ်ဒီရွာဟိုတရားရှိတဲ့ရွာတရားစောင့်တဲ့ရွာပဲ တရားဆောင်တဲ့အတွက်တရားကသူတို့ကို ပြန်ဆောင်ပြီးတော့သူတို့ဟာငငယ်ရွယ်ရွယ်နဲ့တည်တဲ့သူမရှိ ဖြစ်တာပဲလို့ဆရာကြီးအတက်သူဆရာကြီးကကောက်ချက်ချလိုက်ဒီဒီဇာလန်းလေးဒါလား950သိန်းမှလာတဲ့ဇာလန်းပေါ့နော်အဲ့ဒီဇာလန်းလေးကိုကြည့်လိုက်လို့ရှိရင်အဲ့ဒီအချိန်ကဒါဖျားမရှိဘူးနော်ဖျားလောင်းဘဝကဖြစ်ပြခဲ့တဲ့ဟာကိုပြန်ပြောပြတာကိုနော်ဖျားမရှိသေးတဲ့အတွက်ဒါသူဘာသာမတီတီရွာကသူတို့တရားဆောင်နေဆိုတာဘာသာရေးအရာဆောင်တာမဟုတ်ဘူး သူတို့ရဲ့ကျင့်ဝတ်ဓလေ့ထုံးစံအရာရှေ့ရှေ့ဘိုးဘွားတွေကနေပြီးတော့ချပေးခဲ့တဲ့လမ်းစဉ်ရှိတယ်။ရှိတဲ့ခဲ့တဲ့နောက်လူတွေကနေအဲ့ဒီလမ်းစဉ်အတိုင်းလိုက်ပြီးတော့ဟုတ်လားသူများတဲ့တာချင်းလည်းမလုပ်သူများဥစ္စာခိုးခြင်းလည်းမလုပ်လိန်ညာခြင်းလည်းမလုပ်တည်ရည်တည်ရည်လည်းမတော့တရားနာတရားညှင်းမနှိမ့်ဆက်တယ်ဆိုတာလည်းမလုပ်တဲ့အခါကျတော့တရားကပြန်ဆောင်တဲ့အတွက်သူတို့ဟာအသက်ရှိပြီးတော့အိုတီတီအောင်နေရတယ်ဇာကအဲ့ဒီလိုလေးပြအဲ့တော့ပြတော့အဲ့ဒါဈေးကိုကြည့်ပြီးတော့မှဩော် ဘာသာမဲ့တာကဟိုကြောက်เสียမလို့ဓမ္မမဲ့တာကကြောက်เสียဓမ္မမဲ့ရင်တော့လူတွေဆင်းရဲဒုက္ခရောက်မယ်ပေါ့ဓမ္မမမဲ့ဘူးဆိုရင် လူတွေချမ်းသာတယ်ဆိုတာဒီဓမ္မဘာလာဇတ်ကလည်းပဲပြတယ်နော်တို့950ဇတ်မှာလေဓမ္မဘာလာဇတ်ကလည်းပြတယ်အခုလက်တွေ့အားဖြင့်ခေါင်းကပြောတယ်ဥရောပမြောက်ပိုင်းကနိုင်ငံလေးတွေကလည်းပဲပြတယ် သူတို့ဘာသာမဲ့80ရာခိုင်နှုန်းရှိတယ်တဲ့ဒါပေမဲ့လို့ရာဇဝဲမှုနဲ့ပါတယ်တဲ့ငွေကြေးဖောင်းပွားမှုလည်းနဲ့ပါတယ်ပညာတာလည်းပဲများတယ်စာမတက်တဲ့သူမရှိသလောက်ပဲတဲ့နော်ငွေကြေးကလည်းပဲခိုင်ပါတယ်စီးပွားလည်းဖြစ်တယ်ဆိုတော့ရာဇဝဲမှုလည်းနဲ့ပါတယ်တဲ့အလူအတန်းလည်းရရောတယ်ဆိုတော့ဒါကိုကြည့်လို့ရှိရင်ဘာသာမဲ့တာကကြောက်စရာမလိုဘူးဓမ္မမဲ့တာဓမ္မမဲ့မှလူတွေဆင်းရဲဒုက္ခရောက်တာ ဘာသာမဲ့ယုံနဲ့ဆင်းရဲဒုက္ခမရောက်ဘူးဆိုတာဒါတက်တည်ခိုင်လာခိုင်လုံးနေနော်ခိုင်လုံးနေဘာသာမဲ့ယုံနဲ့ကတော့ငါတို့တိုင်းပြည်လည်းပဲဘာလို့မှမကြနိုင်ဘူးဆင်းရဲဒုက္ခလည်းမရောက်နိုင်ဘူးဟုတ်တယ်မလားဓမ္မမဲ့ရင်တော့တိုင်းပြည်လည်းဒုက္ခရောက်မှာပဲလူတွေလည်းဆင်းရဲဒုက္ခရောက်မှာပဲအဲ့ဒီမှာကြည့်ပြီးတော့အဲ့ဒီခုငါဖတ်တဲ့စောင်းပါးပေါ်စာအုပ်ထဲမှာတော့သူကဘလို့ရေးထားတော့ဆိုတော့ဘာသာထုံးဘာသာမဲ့တဲ့နိုင်ငံတွေမှာတဲ့အဆုံးရောက်ဆိုတာမရှိဘူးတဲ့ ာသာအားကောင်းတဲ့နိုင်ငံတွေမှာပဲအဆုံးရောက်ရှိတယ်။ဒါတော့အလိုရှိတာ။ဟိုနေကုန်းချုပ်တော့အလိုချုပ်တာလား။ဟုတ်တယ်နော်။ဘာသာအားကောင်းတဲ့နိုင်ငံတွေမှာဘာသာကြီးအဆုံးရောက်ဆိုတာရှိတယ်နော်။သူတို့ကဘာသာမှမရှိတာမဲ့တာဆိုတော့အဆုံးရောက်မရှိဘူး။ဟောအဲ့ဒီမှာလည်းပဲတစ်ချက်သားသွားတယ်။အဲ့ဒါကြောင့်မို့အခုခေစားနေတယ်ဘာသာမဲ့ဘာသာမဲ့ဆိုတာဘုန်းကြီးကထင်တာတော့ဘာသာမဲ့ခြင်းမဲ့ပါဓမ္မမမဲ့ပါနဲ့ပေါ့နော်။ဘာသာမဲ့လို့ငါတို့ဆင်းရဲဒုက္ခမရောက်နိုင်ဘူး။ ဓမ္မမဲ့ရင်တော့ဆင်းရဲဒုက္ခရောက်နိုင်တယ်နော်ဆင်းရဲဒုက္ခရောက်နိုင်အခုဆင်းရဲတဲ့နိုင်ငံတွေလိုက်ကြည့်လို့ရှိရင်ဓမ္မမဲ့ရတာတွေ့နေရတယ်တတ်တတ်တည်မနှခိုင်လုံးနေနော်ဓမ္မမဲ့ရနော်စီကံတွေလည်းပဲမလိုက်နိုင်ကြဘူးနော်ဥပဒေတွေလည်းမယိုသေးရမလေးစားတယောက်နဲ့တယောက်လည်းပဲလေးစားခြင်းလည်းမရှိတယောက်နဲ့တယောက်မေတ္တာလည်းမထားကြဘူးလေဒါဓမ္မမဲ့ရပဲလေဘာသာမဲ့တာမဟုတ်ဘူးဓမ္မမဲ့တာပေါ့နော်အဲ့ဒီဓမ္မမဲ့တဲ့ဓာန်တွေကကိုယ်ပဲပြန်ခံရတာဒါကြောင့်မို့လို့ဖရာဟောတရားရှိတယ် တရားကိုကိုကစောင့်လို့ရှိရင်တရားကကိုကိုပြန်စောင့်နေတဲ့အဲအဲ့ဒါပြောတာနော်ဟာတရားကိုကိုကစောင့်ရင်တရားကကိုပြန်စောင့်နေဆိုတာခုနဓမ္မပါလာရွာရူရွာသားတွေကသူတို့တရားစောင့်နေစောင့်နေအတွက်တရားကသူတို့ပြန်စောင့်နေအတွက်သူတို့ရွာမှာငငယ်ရွယ်ရွယ်နဲ့သေးတဲ့သူမရှိတာနော်မရှိတာဟောအဲ့ဒါတွေကစာပေမှာလည်းပဲရှိတယ်ငါတို့ဖျားဟောတရားထဲမှာလည်းရှိတယ်အခုလက်တွေ့အားဖြင့်လည်းပဲဥရောပမြောက်ပိုင်းကနိုင်ငံလေးတွေက နမူနာပြလိပြီเนาะအဲ့ဒီတော့ဟာတို့ဘာသာမဲခြင်းမဲပါဓမ္မမမဲနေဓမ္မမဲရင်တော့ဆင်းရဲဒုက္ခရောက်မှာသိကြတယ်အခုဆင်းရဲဒုက္ခရောက်နေတဲ့ပုံစံတွေကိုကြည့်လိုက်လို့ချင်းလဲဓမ္မမဲနေတာကြီးကမြင်နေရတယ်เนาะတည်တည်ရှာရှာမြင်နေရတယ်เนาะအေးအဲ့ဒါလေးကိုသိပြီးတော့မှဟောတရားဓမ္မဆိုတာအတီလိုပဲတကယ်ဓမ္မကိုကိုကယူသေးမယ်လိုက်စားမယ်ဆိုရင်ဓမ္မကကိုကိုပြန်ဆောင်ပါတယ်เนาะပြန်ဆောင်တယ် အဲ့ဒါလေးကိုတည်ပြီးတော့ဒီကနေ့ကောင်းမှုကုသိုလ်ရည်သက်ချအောင်နော်ကဲလို့ရည်သက်ွက်ကိုင်းပြီးတော့လိုက်ပြီးတော့